တပိညုတဖရာကိုတဲ့ဗုဒ္ဓလို့ခေါ်တယ်เนาะတပိညုတဖရာကိုဗုဒ္ဓလို့ခေါ်တယ်တခြားတခြားသူတို့ဘာသာတွေမှာလည်းဖရာရှိတယ်ဗုဒ္ဓဆိုတဲ့ဝေါ်ဟာရခေါ်လို့မရဘူးเนาะတခြားဖရာတွေကိုသူတို့ခေါ်ကြတယ် God လို့ခေါ်ကြတယ်သူတို့ကဖန်ဆင်းရှင်အနေနဲ့ God ခေါ်တာဥစ္စာတို့ဗုဒ္ဓက God မဟုတ်ဘူးလေပူပိုင်းနာမည်ရှိတယ်ဗုဒ္ဓဆိုတဲ့ဝေါ်ဟာရ ဒါကြောင့်ယနေ့ခေတ်တကဘာလုံးကလည်းဦးဇင်းတို့မြတ်စွာဘုရားကိုဗုဒ္ဓဗုဒ္ဓလို့ပဲခေါ်ကြတာပဲနိဗုဒ္ဓလို့ပြောရင်ယနေ့ခေတ်တကဘာလုံးကနားလဲတယ်အဲ့တော့တပိညုဘုရားကိုဗုဒ္ဓလို့ခေါ်တယ်ဒါဦးဇင်းတို့မြတ်စွာဘုရားကကိုပိုင်းနာမည်ပဲအဲ့ဒီမြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့တရားဓမ္မတွေကိုဘာသာလို့ခေါ်တယ်ဘာသာဆိုတာကပါဠိစကားနာဖြစ်တယ်မြန်မာစကားမဟုတ် ဘာသာဆိုတာမြန်မာလိုပြောရင် စကားလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတော့ဘုရားစကားပေါ့အဲ့တော့ဘုရားရှင်ဟောကြားတဲ့ဒီပိဋကသုံးပုံတရားတွေဟာဗုဒ္ဓဘာသာဘုရားစကားဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဆိုတာကအဲ့ဒီဘုရားစကားကိုယုံကြည်လိုက်နာတင်သုံးသူလို့အဓိပ္ပာယ်ရတယ် ဘုရားရဲ့အဆုံးအမစကားတွေကိုယုံကြည်လိုက်နာကျင့်သုံးသူကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်။ဆရာကြီးကအဲ့လိုဗုဒ္ဓရဲ့ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓဘာသာဝင်ရဲ့၃မျိုးကို ခွဲပြီးတော့ရှင်းပြတယ်။ဆိုတော့အဲ့ဒီမှာဦးဇင်းတို့တတိပြုစရာကဆရာကြီးကဘာမင်းတယ်လဲဆိုတော့ဗုဒ္ဓဘာသာတူဖြစ်ဖို့အတွက်ဘာလိုတယ်လဲ။အဲ့တော့ဆရာကြီးမိန်တာက ုဒ္ဓဘာသာ မဖြစ်သေးတဲ့သူတယောက်သို့မဟုတ်ဗုဒ္ဓဘာသာ ဖြစ်ပြီးသူတယောက်မိမိမယိုးဘာသာအနေနဲ့မိဘတွေကဘိုးဘွားတွေကဗုဒ္ဓဘာသာ ဖြစ်လို့မိမိလည်းပဲအလိုလိုဗုဒ္ဓဘာသာ ဖြစ်နေတာမယိုးဘာသာဗုဒ္ဓဘာသာအဲ့တော့ဗုဒ္ဓဘာသာမဖြစ်သေးသူပဲဖြစ်ဖြစ်ဖြစ်ပေးသူပဲဖြစ်ဖြစ်တဲ့ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့အတွက်ဘာလို့တလဲလို့မေးရင်နံပါတ်1ကဖယားတရားပန်ကအကြောင်းကိုဂါဂနနာလေ့လာရမယ်တဲ့မဖြစ်သေးသူလည်းလေ့လာရမယ်ဖြစ်ပြီးသူလည်းလေ့လာရမယ်တချို့ကငါဗုဒ္ဓဘာသာပဲလေးဆိုပြီးတော့နော်ဖယားတရားတန်ကိုဂါဂနနာလေ့လာထားခြင်းမရှိဘူး မရှိတော့အမိခံအဆင့်မှာပဲရက်နေတယ်တကယ်ဗုဒ္ဓဘာသာဝင်မဖြစ်သေးဘူးဒါကြောင့်ဆရာတော်ကြီးကတကယ်ဗုဒ္ဓဘာသာဝင်ဖြစ်အောင်အတွက်နံပါတ်1ဖျားတရားတန်ခါအကြောင်းကိုတည်တည်ချာချာသိအောင်လေ့လာပါနောက်နံပါတ်2ကလေ့လာပြီးပြီဆိုရင်ကိုယ့်ကိုယ်ကိုမေခွန်းထုတ်ပါငါဖျားတရားတန်ခါကိုတကယ်ယုံရလားတဲ့ ဟိုလူပြောသူပြောနဲ့ယုံကြည်နေတာမျိုးမဟုတ်ဘူးကိုယ်တိုင်သဘောပေါက်နားလည်အောင်လေ့လံပြီးမှခုကူမိခွန်းထုတ်ခိုင်းတာကဲဘုရားကြောင့်တော့ငါလေ့လံပြီးပြီတရားကြောင့်ဒီလေ့လံပြီးပြီတန်ခါအကြောင်းကိုလေ့လံပြီးပြီငါတကယ်ယုံလားဘုရားကိုတကယ်ယုံလားတရားကိုတကယ်ယုံလားတန်ခါကငါတကယ်ကြည်ညိုလို့လားကိုယ်ကိုနံပါတ်1မိခွန်းမိပါတဲ့နံပါတ်3အနေနဲ့က ဖယားတရားတန်ခါကိုယုံကြည်ပါတယ်လို့အဖြေထွက်တယ်ဆိုရင်တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခတရဏံကိစ္ဆာမိသောက်တည်ပါအဲ့ဒါမှတကယ်ဗုဒ္ဓဘာသာဝင် ဖြစ်မှာပါဦးဇနုတက္ကရကမတွေလည်းပဲဆယ်တော်ကြီးမိန့်တယ်လို့နံပါတ်၁ဒေသနာသုံးပါးအကြောင်းကိုခါကနနာသိအောင် လေ့လာစီရင်ပါတယ်ပြီးနံပါတ်၂ကိုကိုမေးခွန်းထုတ်ပါငါတကယ်ယုံရလားတကယ်ယုံလို့လားမေးကြည့်ပါ တကယ်ယုံနေဆိုလို့ရှိရင်တော့တဏ္ဍဂုံသုံးပါးကိုခံယူစောက်တည်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာမင်းဖြစ်ပါပြီမယုံသေးဘူးဘုရားတရားတန်ခါအကြောင်းကိုတော့လေ့လာပြီမယုံဘူးဘုရားပုံမှာမယုံနိုင်သေးဘူးတရားကိုမယုံနိုင်သေးဘူးတန်ခါကိုမယုံနိုင်သေးဘူးဆိုရင်ဗုဒ္ဓဘာသာဝင်ပါလို့အမိခံထားပေမဲ့ဗုဒ္ဓဘာသာဝင်မဖြစ်သေးပါဘူးတဲ့တော့ဒီတချို့လူငယ်တွေအဲ့ဒါမျိုးတွေကြုံရတတ်တယ် အမေဖေတွေကဗုရားတရားတန်ခါကိုကူးွယ်လို့ကိုကလိုက်ကူးွယ်တာတည်ညိုလို့မဟုတ်ဘူးတိလို့လည်းမဟုတ်ဘူးเนาะအဲ့တော့ဗုရားတရားတန်ခါပေါ်မှာတန်တရားတွေဝင်နေတာဝိစိကိစ္စတွေဖြစ်နေအဲ့လိုဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်သေးဘူးပေါ့ဒါကြောင့်ကျွန်တော်တောင်မြို့မှာခေတော်ရှိတော်ဘုရားကြီးကဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့အတွက်အချက်သုံးချက်လေးပေးထားပါတယ်เนาะတစ်ကခာကနနာတိအောင်လေ့လာပါ နှစ်ကယုံတလားမယုံတလားမေးပါသုံးယုံကြည်တယ်ဆိုလို့ချင်းတဏ္ဏဂုံသုံးပါးကိုစောက်တည်ပါအဲ့လိုဆိုလို့ချင်းတော့တကယ်ဘုရားဘာသာဝင်ဖြစ်ပြီ